ခင်ဗျားတို့အားလုံးပဲမင်္ဂလာပါရှင် PMI Fashion ရဲ့ design center ကနေပြန်လည်ချုပ်ဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ဒီကျေကရှိဗီဒီယိုမှာဆွဲခဲ့တဲ့ mini skirt pattern လေးကိုကျွန်တော်တို့ space ပေါ်မှာညံနီးလေးရနဲ့ချုံနီးလေးတွေကိုပြန်လည်ဝင်မြောက်ပေးသွားမှာပဲဖြစ်ပါတယ်အခုပထမအဦးဆုံးရှေ့ချမ်း pattern လေးကိုစပြီးတော့မှညက်ပါမယ် ကျေရောပိတ်ဆက်ကိုတင်ပြီးတော့မမြင့်ခင်မှာကျေရောတိခါမှာကကိုသုံးမဲ့ပိတ်ဆက်ကိုအလားမလားတခြားလေးခွဲပြီးတော့အနောက်ဘက်ချမ်းမှာပတ်တန်ကိုတင်ပြီးတော့မှကျေခုပင်တွဲတလိုမျိုးပင်လေးလိုက်ပြီးတော့မှတွဲပြပါမယ်ကျေရောဖြူချင်းတဲ့အခါမှာဆိုလို့ရှိရင်ပတ်တန်ကိုနှစ်ခုစာညှက်ရမှာဖြစ်ပါတယ်ပင်လေးတွဲပြီးရင်တော့ခြေရောယခုလိုလေခြေရောပထမတစ်ခုစာအတွက်ပတ်တန်လေးကိုခြေရော ဥစားပုံမှာကုယူရမှာပဲဖြစ်ပါတယ်။ပတ်တန်လေးကိုပိစပုံမှာကုရတဲ့အခါမှာဆိုရင်ချုပ်ချာလေးတွေထည့်ပေးဖို့မမိပါနဲ့နော်။ဒါလေးကတော့ဒီချေကရှေ့ချက်တချမ်းစာအတွက်ကိုဒီချေပတ်တန်ကုယူထားတာပဲဖြစ်ပါတယ်။ပတ်တန်လေးကိုညံ့မထုတ်ခင်မှာတောင်းနေရလေးတွေကိုယခုလိုလေးပင်လေးတွဲပြီးတော့တေချာလေးမှတ်ခဲ့ပြရပါမယ်ပြီးတော့ပိစပုံမှာ ကျေရောခုလိုမျိုးလေးဒီစားတက်တက်လေးခူထားပြရပါမယ်။ဒီစားရောတစ်ဖက်စာအတွက်ပြီးတဲ့အခါမှာနောက်ထပ်ရှေ့ချမ်းတစ်ဖက်စာအတွက်ကိုကျေရောပတ်တံကိုညံ့မထုတ်ခင်ခြေကမြင်သာအောင်လို့ပင်လေးတွဲပြီးတော့မှပြတ်ထားပေးပါရစေ။တော့ရှေ့ချမ်းတစ်ဆက်စာအတွက်ပတ်တံကိုဒီခြေကရခုလိုညှစ်ထုတ်လိုက်ပြီးတော့နောက်ပိတ်စာပေါ်မှာချုပ်စာလေးတွေယူပြီးတော့မှညက်ပြရမှာဖြစ်ပါတယ်။ တခုတတိထားရမှာကဒီချေကပတ်တန်ကိုဘယ်ညာတခုစာပဲဆွဲထားတာမို့လို့ဆိုတော့ကပတ်တန်တစ်ခုမဆွဲပဲတခုပဲဆွဲပြီးတော့ပိတ်စာမှာညက်တာမို့ပိန်ထွက်တဲ့အခါမှာပတ်တန်လေးကိုယခုလိုလေးမှတ်ပြီးတင်ပေးတာပဲဖြစ်ပါတယ်။ယခုလိုမညက်ချင်တဲ့တူလေးတွေအတွက်ကတော့ကျေတို့ပတ်တန်ဆွဲကလေးက F1 F2 ဆိုပြီးတော့မှပတ်တန်တစ်ခုစာဆွဲခင်ရင်လည်းရပါတယ်နော်။ဒီချေကတော့ဒီနည်းနည်းနဲ့ပဲပိတ်စာလေးကိုညက်ပြပေးထားပါတယ်။ ါလေးကတော့ဒီထဲထုတ်စာလေးထုတ်ပြီးတော့မှပတ်တန်လေးကိုညှိထုတ်လိုက်တာလေးပဲဖြစ်ပါတယ်။အခုဆိုရင်နောက်ချက်ပတ်တန်လေးပိတ်စာမှာညှိထုတ်ပါမယ်။ဒါလေးကတော့ဒီထဲနောက်ချက်ပတ်တန်လေးကိုပိတ်စာမှာညှိဖို့ခေါင်းချောင်းလေးယူပြီးတော့မှပင်တွဲထားတာလေးပဲဖြစ်ပါတယ်။ညက်တဲ့အခါမှာဒီချေရိုးထုတ်စာလေးတွေယူပြီးတော့ညက်ပေးဖို့မပြီးပါနဲ့နော် မချင်းလေးတထုတ်ပြီးသွားတဲ့အခါမှာတော့တချို့ရောဆောင်ရွက်ကိုပိတ်စားကနေပြီးတော့မှမဖယ်ထုတ်ခင်ပတ်သက်ဆောင်ရွက်လေးမဖယ်ထုတ်ခင်တချို့ရော crease လေးလိုက်ထားပေးဖို့မမိပါနဲ့နော်ဒီချိန်ကတော့ပတ်တန်လေးလက်ညက်ပြီးသွားပြီးနောက်ချင်းလေးကို crease လေးလက်ပြီးသွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့တချို့ရောဒေါက်လေး reset ပြီးတော့မှချုပ်ပါတော့မယ် ဒေါင်လေးတွေဆက်ချုပ်ဖို့တီချာတို့ဒေါင်လေးတွေမှာပိန်လေးတွေထင်းပြီးတော့မှာတီချာလေးတီချာတို့ချုပ်ပေးပါမယ်အခုတစ်ချက်ကပိန်လေးထင်းထားပြီးပြီမို့ဆက်ပြီးတော့မှာချုပ်ပါတော့မယ် အခုဆိုရင်တော့ဒီချဲကဒန်းတစ်ခုလုံးချုပ်ပြီးသွားပြီးတော့မှမိဘူးလေးလည်းကပ်ပြီးသွားပါပြီအခုဒီချဲရှစ်ချမ်းတောင်လေးတွေစပြီးတော့မှချုပ်ပါတော့မယ်ရွှေကျန်းဆောင်လေးတွေချုပ်ဖို့ဆိုရင်လည်းပထမဦးဆုံးတချို့ပင်တွဲရမှာဖြစ်ပါတယ်ပင်လေးတွဲပြီးသွားရင်တော့ဒေါက်လေးတွေစပြီးချုပ်ပါမယ် တော့ရှေ့ကျဲတစ်ခုမှာဆိုလို့ရှိရင်တစ်ခုကိုထုတ်ပြီးသွားတဲ့အခါမှာရှေ့ကျဲရဲ့ကျက်နေတဲ့ဘက်ကလေးကိုလည်းယခုလိုလေးအလှဆွေးပြုပြီးတော့ကြတော့ဒီကျဲအပေါ်ဘက်ကနေပြီးတော့မှတောက်လျှောက်ချုပ်လာပါမယ်။ ခွဲခြောက်လေးတည်းရောက်ရင်တော့ဒီခြေကိုခြိတုပ်ပြီးခဲ့ရပါမယ်အခုဆိုရင်တော့မချုပ်ခင်ချုပ်ဖို့အတွက်ဒီခြေကိုပင်လေးတွဲပြီးသွားပါပြီပင်လေးတွဲပြီးသွားရင်တော့ခြေချံခွဲခြောက်လေးတည်းချုပ်ပါမယ်နော်ဒီခြေနဲ့တူလိုက်ပြီးချုပ်ကြည့်အောင် ေ့ချမ်းလေးချုပ်ပြီးသွားရေနော်ယခုလိုချုပ်ထားတဲ့ရာလေးတွေကိုဖက်ချောင်းလေးဖက်ပြီးတော့မိဘူးလေးပြုစီစားတိုက်ပြရပါမယ်မိဘူးတိုက်ပြီးသွားပြီဆိုရင်နော်ဒီချေရိုတိုက်ထားတဲ့နှစ်ဖက်ကိုချေရိုဓာတ်ဆက်လေးလိုက်ပြရပါမယ်စကက်အောင်နာလေးတွေကိုလည်းဓာတ်ဆက်လိုက်ပြလို့မမိပါနဲ့နော်ဓာတ်ဆက်လိုက်တဲ့အခါမှာဘေးဖက်ရောအောင်နာရောအကုန်လုံးလိုက်ပြရပါမယ် ဓာတ်စက်လိုက်ပြီးသွားရင်တော့တချို့တို့အောက်အနားလေးတွေကိုမိခုကက်ပြီးတော့မှတချို့တို့ပြည့်စုံကြလေးလာအောင်တို့တချို့တို့အလကနေမှာတခြားလေးနင်းပေးဖို့လိုပါမယ်။ အခုဆိုရင်တော့ဒီချေကဒီရဲ့ပတ်သက်မှာဆိုရင်ဒီအောင်နာလေးလည်းလုံးပြီးသွားပြီမို့ဒီချေစစ်တက်ပါတော့မယ်စစ်တက်တဲ့အခါမှာဒီချေရဲ့ပတ်သက်မှာဆိုရင်ဒီချေရဲ့ပတ်သက်ကဇစ်ကလေးဟာဘေးစစ်လေးဖြစ်တာမို့လို့ဘေးစစ်တက်ဖို့အတွက်ဒီချေရဲ့စကက်ရဲ့ရှေ့ချင်းနောက်ချင်းလေးကိုဒီချေရဲ့ခုလိုအလားချင်းပို့ပြီးတော့ဇီရို trace အရာအတိုင်းလေးပဲဆက်ပြီးနင်းခဲ့ရပါမယ်အပေါ်ဘက်ချမ်းကိုဆက်နေတဲ့အခါမှာချီချင်းနင်းခဲ့ပြီးတော့ကျတို့အောက်ဘက်ကိုတော့ကျတို့အလား ော်စိတ်ညောင်းနှင်းခဲ့ပေးရပါမယ်။ တချို့ရောဘေးနှစ်ဖက်ကိုချီချဲလေးလေးနှင်းပြီးသွားပြီးမိဖူလေးလည်းတစ်ချက်ကပ်ပြီးသွားပြီဆိုလို့ရှိရင်တော့တချို့ရောစစ်တက်ပါတော့မယ်အဲ့တော့သတိထားမှာကစစ်တက်မယ်ဆိုလို့ရှိရင်မိမိတို့ရဲ့ဆက်မှာဆိုရင်ဘီလေးပြောင်းတက်ဖို့မမိပါနဲ့เนาะအဲ့တော့စစ်တက်မဲ့နေရာလေးကိုတချို့ရောချီချဲလေးလေးထုတ်ပြီးသွားပြီးတချို့လေးလည်းထုတ်ပြီးသွားပြီဆိုလို့ရှိရင်တော့တချို့ရောစစ်တက်စစ်ကလေးတက်ပါမယ်အဲ့တော့စစ်လေးတက်ဖို့ဆိုလို့ရှိရင်တော့ယခုလိုလေးစစ်လေးကိုခွဲပြီးတော့ပင်လေးတွေထင်းပေးရပါမယ် ီတော့တချို့တို့စစ်တက်ဖို့ဆိုလို့ရှိရင်ဈေးကိုတချို့တို့အောက်ဖက်ပါလေဈေးလေးရေးမသွားအောင်တချို့တို့ပင်လေးနဲ့ထိန်းခဲ့ရပါမယ်ဒီဘက်ကိုပင်ထိန်းတဲ့အခါမှာလည်းမိဘူးပေးထားတဲ့အရာလေးတိုင်းနဲ့ဈေးစရာလေးကပ်ပြီးတော့ပင်ထိန်းပေးဖို့လိုပါမယ်နောက်ခါလုံးတိတိတက်လေးပင်ထိန်ပြီးရင်တော့တချို့တို့ဘေးဘက်ကနေကက်ပြီးတော့မှတချို့တို့တချောင်းအလာပကံနေပြရပါမယ်။ နှစ်ဖန်လုံးဒီခုလိုလေးခြေကပ်ပြီးတော့နင်းပြီးသွားပြီဆိုရင်တော့တကယ်လို့အားတော့ဒီစက်လေးတက်ပါတော့မယ်ချဲ့ဗီဒီယိုမှာစစ်တပ်နေဗီဒီယိုလေးတွေကိုမသိသေးတဲ့ပီကင်နာလေးတွေကစစ်တပ်နေလေးကိုတခြားသိစင်နေဆိုလို့ရှိရင်တော့ဒီနေ့ရဲ့ခုပြတ်ထားပေးတဲ့ဗီဒီယိုလေးမှာဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်เนาะ အခုဆိုရင်တော့ဒီထက်ကဒီထက်စကန်လေးကိုစစ်လေးနဲ့တက်ပြီးသွားပါပြီ teacher ရိုးစစ်ကလေးတက်ပြီးသွားပြီဆိုလို့ရှိရင်တော့သေတက်တက်လေးဖြစ်သွားစေဖို့မိဘူးလေးတိတိကျကျကပ်ပြီးဖို့လိုပါမယ်နော်အခုဆိုရင်တော့စစ်ကလေးကယခုလိုတိတိတတ်လေးနဲ့အာစစ်လေးတက်လို့ပြီးသွားပါပြီ။နောက်တစ်ဆက်အနေနဲ့စကက်ရဲ့ခပတ်ပြားလေးတွေအတွက်ဒီချင်ခပတ်ပြားလေးကြီးပိတ်စာမှာညက်ပါမယ်။ ပိတ်ဆက်မှာညက်တဲ့အခါမှာကျေရိုးဘက်ပြားလေးတွေအတွက်ယခုလိုဒီကျေရိုးအာစကတ်ခပတ်အပြားစာအတွက်5 to 8 cm လောက်ကိုတိုင်းပြီးတော့ယခုလိုလေးညက်ပေးရပါမယ်။ ါလေးကတော့နောက်ထပ်အတွက်ခပ်ပဲအပြလေးရပ်လုပ်ပြီးသွားတာပဲဖြစ်ပါတယ်နောက်ဒီချေတို့ရှေ့ချင်းအတွက်ဆိုလို့ရှိရင်လည်းအချိန်ဒီအတိုင်းပဲဒီချေတို့ခပ်ပဲပြလေးတင်ပြီးတော့ညှက်ပေးရမှာပဲဖြစ်ပါတယ် ဒါလေးကတော့ရှစ်ချက်အတွက်ခပက်အပြားလေးပြတ်ထုတ်ထားတာပဲဖြစ်ပါတယ်။ခပက်အပြားလေးတွေကိုတော့ဒီထရိုကိုဘေးပဲဒွားဆက်လိုက်ပြီးရခါမှာစကဲရဲ့နောက်ချင်းရှစ်ချက်မှာအနာချင်းပူပြီးတော့ဒီထရိုကို1 cm စီနင်းပြီးတော့မှခောက်ချလိုက်တဲ့အခါမှာဒီထရိုကိုပုံမကက်ထားတဲ့အတိုင်းနဲ့ဒီပတ်တလေးခပက်တပိသားလေးထွက်လာပါမယ်။နောက်တစ်ဆင့်အနေနဲ့ဒီထရိုဘေးချမ်းလေးနင်းဖို့အတွက်စပြီးတော့မှပင်တွဲပါမယ်။ င်ထွန်းတာလေးပြီးပါပြီဆိုလို့ရှင်เนาะဒီထဲရို trace တာလေးအတိုင်းပဲဒီထဲရို set နေလိုက်ပါမယ် ခုဆိုရင်ဒီစေရိုစကက်ရဲ့ပြပချန်လေးလည်းတွေ့ပြီးသွားပြီမို့လို့နောက်ဆုံးစကက်ရဲ့ခွေးချောင်းလေးကိုဒီစေရိုအလားဘက်မှာ ပြီးတပြားစာလေးကပ်ပြီးတော့နင်းပေးပါမယ်အခုဆိုရင်ဒီစေကခွေးချောင်းလေးလည်းဒီစေရိုအလားဘက်ကနေပြီးတော့မှာပြီးတပြားစာလေးနင်းပြီးသွားပြီမို့ဒီစေရဲ့မီနီစကက်လေးချုပ်တာပြီးသွားပါပြီနော်အခုဆိုရင်တော့တက်တက်လက်ပါတဲ့ဖီနီစကက်လေးလေးရပါပြီအားလုံးပဲဒီစင်းနဲ့တူတူလက်ချက်ချက်ပါနော် sketch tool လေးနဲ့ပတ်သက်ပြီးတော့မှမရှင်းတာလေးတွေမေးမြန်းချင်တာလေးတွေရှိမယ်ဆိုရင်တော့ comment မှာ make glue တွေချန်ထားပေးခဲ့လို့ရပါတယ်เนาะ ဗီဒီယိုလေးကိုစောင့်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နော်ဒီချေကနောက်ဗီဒီယိုမှာလည်းဒီချေရဲ့ပုံမှန်ပြထားပြီးတဲ့ဘောင်းမီပတ်တန်လေးနဲ့ပတ်တန်လေးရဲ့ခြုံလေးလေးတွေပိတ်ဆက်မညံ့လေးလေးတွေကိုပြန်လည်ဝေမျှပေးပါအောင်ပါမို့ဒီစိတ်ရဲ့ channel လေးကို like and subscribe လုပ်ရသေးဘူးဆိုရင် like and subscribe လေးလုပ်ပြီးအားပေးတော့မမေ့ပါနဲ့နော်ပုံကောင်းတဲ့ fashion design လေးနဲ့အတူတူပြန်လာခဲ့ပါမယ်တတပါ